ယူကရိန်းကိုအမေရိကန်ကတစ္ဆာဖောက်နိုင်တယ်ဆိုပြီးတော့ပြည်သူ့သမ္မတကသတိပေးနေပါတယ်။ယူကရိန်းကိုကာကွယ်ဖို့မဟာဗျူဟာဆွေးနွေးနေတဲ့ဥရောပခေါင်းဆောင်တို့ရဲ့ဖုံးခေါ်ဆောင်မှုတစ်ခုမှာအမေရိကန်ကယူကရိန်းကိုတစ္ဆာဖောက်လိမ့်မယ်လို့ပြည်သူ့သမ္မတအီမန်နျူအယ်မက်ခရွန်ကသတိပေးခဲ့ကြောင်းပေါ့ကြားလာတဲ့မှတ်တမ်းမှာဖော်ပြပါတယ်။ဒါကြတော့အီမန်နျူအယ်မက်ခရွန်ဟာခန့်နဲ့တော်ရင်းနေတဲ့ဥရောပခေါင်းဆောင်တွေကတူးလို့ပြောရင်မမှားပါဘူး။ထရန့်နဲ့ ဇလန်စကီတို့တွေ့ဆုံမှုအတွက်သူကပဲချောင်းဝင်စစ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ထရန့်နဲ့ယင်းတဲ့ဥရောပရဲ့မဟာမိတ်အုပ်ကထရန့်ဟာတစ္ဆာဖောင်းနိုင်တယ်လို့ပြောနေတဲ့အတွက်ကြောင့်ဒါဟာတော်တော်လေးကိုထူးဆန်းပါလိမ့်။တင်းလာနေကပြုလုပ်ခဲ့တဲ့စီမံမက်ခရွန်၊ဂျာမန်ဒီပ်တီဖရက်ဒရစ်မာ့စ်၊နီရိုထရီတီယမ်တို့မာရူတာ၊ပလန်တမရ၊လက်ဇနက်စတက်၊ယူကရိန်းနဲ့ဇလန်စကီနဲ့ခြားကောင်းတို့နေပါခဲ့ပြီးယူကရိန်းနဲ့ရုရှားကြောင့်အမေရိကန်ဦးဆောင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီးဆွေးနွေးကြပါတယ်။ အဲ့မှာဖော်ပြချက်ရမက်ခရွန်ကလွန်ကျွေးအောင်မကန်ချက်နဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းမရှိဘဲနယ်မြေရေးနဲ့ပတ်သက်ပြီးအမေရိကန်ကယူကရိန်းကိုတစ္ဆာပေါက်ဖို့ဖြစ်နိုင်ခြေရှိတယ်လို့ပြောခဲ့ပြီးဇလန်စကီးအတွက်အလုံးအလျက်ကြီးတဲ့အကြောင်းသတိထားရမယ်လို့ပြောပါလိမ့်ဒီစင်ကာတာနဲ့ပတ်သက်ပြီးမြင်တဲ့အခါမှာပြင်းထန်သောအရာရှိတူကဒီတစ္ဆာပေါက်တယ်လို့ပြောတာမပါဝင်ကြောင်းလေးပေးပြောပါလိမ့်ဒါနဲ့ပတ်သက်ပြီးအမေရိကန်ဘက်ကတော့တုံ့ပြန်ခြင်းမရှိပါဘူး ညီကြိစနဘောနဲ့ပတ်သက်တဲ့မခရယတိချက်ဟာလူသိရှင်ရာပြောတဲ့အတိုင်းပဲဖြစ်ပြီးတည်တံ့ပြောဆိုချိန်မှာဘာကွဲပြားမှုမှမရှိဘူးလို့ပြည်သူ့သမ္မတရုံးကပြောပါလေ။မတန်းရဂျာမန်ဒီပီဖရက်ဒ်မတ်စ်ကဇလန်စကီဟာလာမယက်ဒီမှာအလွန်တည်ထားရမယ်လို့ဝန်ပြောပါလေ။ဘာကြောင့်လာမယက်ဒီမှာအလွန်တည်ထားရမယ်လို့ပြောတာလဲ။ဒါကလည်းထူးဆန်ပါလေ။ဂျာမန်ဒီပီကတော့တခုခုကိုတည်ထားဖို့ရပါလေ။သူတို့ကခမရတို့ကိုပြောကျွန်တော်တို့ကဗကစားရတယ်လို့ပြောခဲ့ပါတယ်။ဒါအမေရိကန်သမ္မတ Trump ရဲ့သားသမတ် ဂျာကက်ရှနာနဲ့အမေရိကန်သမ္မတစတီဗ်ဝစ်ကော့တို့ရည်ညွှန်းနေပုံရပါတယ်။ဒီလူနူးကဟင်လာနီကရုရှားကောင်းဆောင်ပူတင်နဲ့ငါးနာရီကြာဆွလင်ခဲ့ပြီးဘာတစ်ခုမှဒီရလက်ကောင်မရခဲ့ဘူးဆိုတာမယုံနိုင်စရာလို့ပြောပါလိမ့်။ဖရက်ဒစ်မာဇက်ပြောရေးဆိုခွင့်ရှိသူစတီဗန်ကော်နယ်လီယက်စ်ကမူရဆိုရင်တော့ကျွန်တော်စကားကအင်ပါအစတွေကိုအတီးပြတာမှတ်ချက်ပေးတာမျိုးမလုပ်ဘူးလို့ဆိုပါလိမ့်။မနက်ရဖရန်သမရာကလည်းဖက်ဒရစ်မားနဲ့သဘောတူမှုရပါတယ်ကျွန်တော်တို့ကယူကရိန်းနဲ့ဇလန်စကီကိုဒီလိုမျိုးနဲ့ပြစ်ထားခဲ့လို့မရဘူးလို့ပြောပါတယ် ကျွန်တော်ဇီလန်စကီကိုကာကွယ်ပေးရမယ်လို့နေတိုးကြီးကမန်ယူတာကပြောပါတယ်။နေတိုးကတော့ဒါနဲ့ပတ်သက်ပြီးမချက်မိမှုညင်းပါတယ်။ရေပုံရအနေနဲ့ဥရောပနဲ့အမေရိကကြားဘလို့ပဲကွဲပြတ်မှုမျိုးကနေမဆိုရုရှားတွေကပဲအကျိုးမြတ်ရရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ခိုင်မာတဲ့ယက်တီချက်ကတော့အတလန်တိတ်ဖြတ်ကျော်ညင်းမှုကိုဆက်လက်ထင်းသိမ်းရမှာပဲလို့သာပြောပါတယ်။ဒါမဲ့ထရန့်ကိုတော့တတိထားဖို့ဥရောပကောင်ဆောင်တွေက တွေးနေပြီပဲဖြစ်ပါတယ်။နောက်သတင်းဘုတ်ပြောချင်ပါတယ်။ ဒုက္ခသည်များခိုလုံခွင့်တောင်းခံသူများအတွက်လုံလုံခွင့်ပါမယ့်ကုံဆုံးချိန်ကိုအမေရိကန်ကရှော့ချလိုက်ပြီးဖြစ်ပါတယ်။ဒုက္ခသည်များခိုလုံခွင့်ရှောက်ထားသူများအခြားရွှေ့ပြောင်းဝင်ရောက်သူတွေအတွက်လုံလုံခွင့်ပါမယ့်ကုံဆုံးချိန်အရင်တော့က9နှစ်ပဲဖြစ်ပေမဲ့အခု18လကိုအမေရိကန်သမ္မတထရန့်ဆိုရကရှော့ချလိုက်ပါတယ်။3နှစ်တော့မဟုတ်ဘဲနဲ့18လဒီရှော့ချလိုက်တဲ့အတွက်တော်တော်လေးကိုကတိလင်နာနိုင်သွားပြီဖြစ်ပါတယ်။ဒီလုံဆောင်ချက်ဟာအစိုးရကလုပ်နေတဲ့ရွှေ့ပြောင်းဝင်ရောက်သူတွေကို အမေရိကန်တပ်ခွင်အနေနဲ့မျိုးလုံးငယ်ရဲ့နောက်ဆုံးဆောင်ရွက်ချက်ပါနိုင်ငံ၁၉နိုင်ငံမှနိုင်ငံသားတွေရဲ့ပြည်ဝင်ဝေးရှောက်လော်တွေကိုရပ်တန့်လိုက်ပြီးနေရာကြမှာဒီလိုလုပ်လိုက်တာပါ၂၀၁၁အမေရိကန်စစ်တပ်အာဖဂန်ကနေဆုတ်ခွာလာပြီးတော့ပြလန်နီယာခြားနိုင်စီစဉ်ရအမေရိကန်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့အာဖဂန်နိုင်ငံသားတို့ကအမေရိကန်မျိုးသားဆောင်တပ်ခွင်အလို့ကိုအရင်ဘက်ကပြစ်ခတ်ခဲ့ပြီးတော့ဒီပြဿနာတွေတက်လာတာပါမေဂန်မျိုးတော်မှာနိုဘာ26ရက်နေ့ကဖြစ်ခဲ့တဲ့ပြစ်ခတ်မှုဟာဒီလောက်ခွေပါမစ်တွေရှော့ချကန့်သက်ရခြင်းအကြောင်းရင်းဖြစ်တယ်လို့ ။မြန်မာနိုင်ငံသားဖြစ်ခွင့်နဲ့လူမှုဌာန USCIS မှာညွှန်ကြားမှုဂျိုးဆာအက်ဒရိုးကပြောပါရယ်။အလောလောခွင့်တရရဲ့အမည်ဆုံးကဏ္ဍကိုရှင်းချလိုက်တဲ့အဖြစ်မြန်မာနိုင်ငံအတွက်လုံလုံသူတွေကပြည်သူ့လူထုရဲ့ကိုချိန်ချောက်မှုမဖြစ်စေဘဲမြန်မာတွဲခေါ်တွေကိုလည်းစန့်ကျင်တဲ့အနေနဲ့ရှိတဲ့လှုပ်ရှားမှုတွေကိုလည်းလှုပ်ဆောင်တာမျိုးမလုပ်နိုင်မှာဖြစ်တယ်လို့ဆိုပါရယ်။အရေးဆိုရကကျွန်တော်နိုင်ငံတွင်ရောက်ခွင့်ပြုထားတဲ့နိုင်ငံသားတယောက်ကမျိုးသားအစောင့်တက်ကိုတနက်နေ့ပြစ်ခတ်တက်ခဲ့ပြီးနောက် USCIS အနေနဲ့နိုင်ငံသားတွေကိုမကြကနာစီစစ်ဖို့လိုတယ်ဆိုတာပူရာကိုထင်ရှားလာပြီဆိုပါလေဒီလွတ်လပ်ခွင့်ပတ်မဆိုင်ရာဆောင်ရွက်ချက်ဒုက္ခသည်တွေခုံလုံးခွင့်ပေးလာပြီးရှေ့ပြောင်းဝင်ရောက်လာသူတွေနဲ့နေရပြန်ဖို့ဆုံးဖြတ်ပြီးဖြစ်ပေမဲ့ဆိုင်ငံထားသူအလုံးနဲ့အကျုံးဝင်ပါလေခီးသားလောက်ခွင့်ကန့်သက်ခံရပြီးဖြစ်တဲ့နိုင်ငံပေါင်း၁၉နိုင်ငံမှနိုင်ငံသားတွေရဲ့ပြင်ကွင်းရှောက်ထားမှုတွေကိုလည်းထွန်းကရပ်ဆိုင်းလိုက်ပြီးဖြစ်ပါတယ်အဲ့ဒီနိုင်ငံမှာလာတဲ့သူတွေရဲ့အများနဲ့နေထိုင်မှုနဲ့နိုင်ငံသားရှေ့စစ်ရှောက်ထားမှုလုပ်ငန်းစဉ်တွေကိုလည်းရပ်ဆိုင်းလိုက်ပြီးဖြစ်ပါလေ ဒီနိုင်ငံတွေနဲ့အာဖဂန်၊ဟေဒီ၊ဗင်နီဇွဲလား၊ဆူဒန်၊ဆိုမာလီ၊မြန်မာတို့ပါပါတယ်။ဆဟာသမားရာတို့အတွက်မဲဆက်စည်းဝေးစဉ်ကပင် ထောက်ထားမဲ့ရွှေပြောင်းဝင်ရောက်လာသူတန်ပေါင်းများစွာနေရပြမှုနဲ့လူကြီးပြုခဲ့ပြီးသူကြီးပြုတဲ့အတိုင်းလုပ်နေတာဖြစ်ပါတယ်။အခုမြန်သားအစံတစ်ဖက်တွေပြစ်ခံရပြီးနောက်တရားနိုင်ငံအားလုံးမှရွှေပြောင်းဝင်ရောက်လာသူတွေကိုထာဝရရဆိုင်ပြမယ်ဆိုပြီးထရန့်ကပြောဆိုခဲ့တာဖြစ်ပါတယ်။နောက်တဲ့တဲ့ပုတ်ပြောချင်ပါတယ်။ ခရိုင်းမီးယားခြေဆိုင်ရုရှားလီဒါစခန်းကိုတိုက်ခိုက်ခဲ့ကြောင်းယူကရိန်းကသတင်းထုတ်ပြန်ပါတယ်ခရိုင်းမီးယားဆင်ဖရိုပိုခြေဆိုင်ရုရှားလီဒါစခန်းရဲ့ရေဒါစနစ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းစစ်တော်လည်းကဗီဒီယိုသတင်းထုတ်ပြန်ပါတယ်လေစလုံးကြောင်းနဲ့ခရိုင်းမီးယားလက်ကျောင်းရဲ့ကာကွယ်ရေးအတွက်ထားရှိတဲ့ရေဒါစနစ်တွေကိုဒရုန်းတွေနဲ့တိုက်ခိုက်ဖြစ်စီနိုင်ခဲ့တယ်လို့လေစိတ်မှရှိတဲ့ဘက်ဆောင်သော Mesh 29ရဲ့လေယာဉ်ဒဇင်းကိုပါပြစ်ခတ်ဖျက်ဆီးခဲ့တာကိုဗီဒီယိုကလစ်နဲ့တကွဖော်ပြတယ်လို့သိရပါတယ် ရုရှားဘက်ကတော့ဒီသတင်းနဲ့ပတ်သက်ပြီးတည်ပြခြင်းမရှိဘဲနဲ့မိမိတို့ရုရှားလက်မျိုးကိုကျူးကျော်လာတဲ့ယူကရိန်းဒရုန်း86စင်ကိုဖျက်ချနိုင်ခဲ့ကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ခရိုင်းမီးယားမှာ20စင်၊ရော့စတောက်မှာ16စင်၊စတာဘိုရိုဘိုမှာ15စင်၊ဘဲဂိုရောမှာ9စင်၊ဘရီယန်စ်မော်ရိုနက်ရှင်နယ်အော့စကိုဒီသားတွေမှာလည်းပြစ်ချနိုင်ခဲ့တယ်ဆိုပါတယ်။စတာဘိုဘိုပြည်နယ်အုပ်ချုပ်ရေးမှူးဘလာလီမှာ ရော့ဖ်ကတော့နိုဗီနစ်မြို့ကနေရာချုပ်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးပျက်စီးချုပ်ရှိခဲ့ပေမဲ့တိကျတဲ့အရတာမရှိဘူးလို့ပြောပါရယ်။ဘယ်နေရာတွေပျက်စီးလဲဆိုတာလည်းမပြောပါဘူး။နိုဗီနစ်မြို့ခြေစားရုရှားလူမှုကွန်ရက်နေမှာတော့ပောက်ခွဲစေတဲ့ပစ္စည်းတွေနဲ့ဒုံးကျည်လောင်စာထုတ်တဲ့ဆေးကိုတိုက်ခိုက်ခဲ့ရတာကိုဗီဒီယိုကလစ်တွေနဲ့တကွာဖော်ပြခဲ့တယ်လို့သိရပါရယ်။နောက်သတင်းတမုတ်ပြောချင်ပါရယ်။ဖုန်းတဲ့အားလုံးမှာစောင့်ကြည့်နိုင်တဲ့ update ထည့်သွင်းဖို့အိန္ဒိယကမိတ်ထုတ်ပါတယ် ဖုန်းသတင်းမှာနိုင်ငံပိုင်းစိုက်ဘာလုံခြုံရေး update ထည့်သွင်းဖို့အိန္ဒိယကဖုန်းကုမ္ပဏီတွေကိုမိတ်ပေးပါတယ်။ဒါကြောင့်ဖုန်းသုံးပြုသူတွေကြားဆောင်ကြည့်မှုနဲ့ကိုယ်ရေးကိုယ်တိုင်ချက်လက်တွေပေါက်ကြားမှဆိုးရိမ်နေရပါတယ်။ပြီးခဲ့တဲ့ဘက်ကဒီပြည်ကဒီဇင်ဘာတနေ့ကကြေညာခဲ့တာဖြစ်ပြီးတော့ဖုန်းထုတ်လုပ်သူတွေဟာဆိုးရိမ် update ထည့်သွင်းဖို့ရက်60ကျော်မှဖြစ်ပါတယ်။ဒီစနစ်ကိုပိတ်ပစ်တာမျိုးကန့်သတ်တာမျိုးမလုပ်ရဘူးလို့လည်းဖော်ပြပါတယ်။ဒီလိုလောက်တာဟာစစ်တွေရေးကိုတလဲသုံးပြတာမျိုးကိုတရင်ဖို့ဖို့လေနိုင်ငံသားတွေရဲ့ဖုန်းစစ်မစစ်ကိုစစ်စင်းနိုင်ဖို့ကူညီဖြစ်စေတယ်လို့ပြောပါတယ် ဒါဟာဖုန်းပေါင်းပြည်သူတင်တမနှစ်ပြည့်ရရှိတဲ့ကမ္ဘာအကြီးဆုံးဖုန်းစည်းကွက်ရှိတဲ့နေရာဖြစ်ပြီးခုလိုဆိုရကဆောင်းကြည့်တဲ့ app ထဲတာကနိုင်ငံသားခွင့်ရကိုချိုးဖောက်တာပဲလို့ကျွန်းကျင်သူတွေက ဝေဖန်ပါတယ်။အဲဒီ app ထဲထားမယ်ဆိုရင်ဖုန်းခေါ်ဆိုမှုတွေ message ပို့မှုတွေကိုပြုလုပ်ထိုင်ချုံနေတယ်လို့ဓာတ်ပုံ file တွေနဲ့ဖုန်းကင်မရာကိုလည်းသုံးပြနိုင်ပါတယ်။ဝေဖန်မှုတွေတိုးလာတဲ့အချိန်မှာအိန္ဒိယဆက်သွယ်ဝန်ကြီးကဖုန်းအသုံးပြုသူတွေဟာဒီ app ကိုမသုံးချင်ပါကဖျက်ပြစ်နိုင်ခွင့်ရှိတယ်ဆိုပါတယ်။ဒါပေမဲ့ဝန်ကြီးကဖုန်းအသစ်မှာပါတဲ့ app ကိုပိတ်ထားတာက ကန့်သက်ထားတာမလုပ်ရဘူးဆိုရင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမပြောပါဘူး။အိန္ဒိယမှာ2025နှစ်လည်ထိဖုန်းလုံးမီတူ935သက်ရှိပြီး Apple ဖုန်းအသုံးသူ၄.၅ရာခိုင်နှုန်းရှိပါလေ။အများစုက Android ဖုန်းတွေကိုအဓိကအသုံးပြုပါတယ်။ပြည်သူတွေသုံးတဲ့ဖုန်းတွေကိုကန့်သက်မှုဟာအိန္ဒိယတနေငံတည်းမဟုတ်ပဲရုရှားမှာလည်းအော်ဂိုလာကစပြီးဖုန်းနဲ့တက်ဘလက်တွေကိုတင်းတင်းကြပ်ကြပ်စောင့်ကြည့်မှုတွေလုပ်နေတယ်လို့သိရပါလေ။နောက်ဆုံးသတင်းပေါ်ပြောချင်ပါတယ် ကဘာကျော်ဒိုမီနိုပီဇာဟာညီကိုနှစ်ဦးကစခဲ့တယ်ဆိုရင်ယုံပါမလားညီကိုနှစ်ဦးဆိုမြန်အမှန်တကယ်လုပ်ခဲ့တာကတော့ဒီလုပ်ငန်းကြီးကိုဦးဆောင်ခဲ့တာကတော့တူဦးဒီတော့ပုဂ္ဂိုလ်ပါသူကဒေါ်လာ900ကနေဒေါ်လာဘီလီယံချီဖြစ်အောင်ပွားခဲ့တဲ့သူဆိုလည်းမှတ်မှာပါဘူးကဲသူ့ကြောင့်ပြောချင်ပါတယ်1960ပြည်နှစ်မှာမရှင်ငံပြည်နယ်မှာညီကွန်အိုးဟာလုံးဝရောင်းဝမကောင်းတဲ့ဘီအီဇာဆိုင်ငယ်လေးဒီဇိုင်းကိုစက်တူဝယ်ခဲ့ပါတယ်။အကျွေးတည်နေတဲ့ဒေါ်လာ၄၀၀ပေးရပြီးနောက်ထပ်ဒေါ်လာ900ပေးရတဲ့ဆိုတော့သူတို့ညီကိုက ဒေါမနစ်ပီဇာဆိုင်ကိုဒေါ်လာ900နဲ့ဝယ်ခဲ့တဲ့သဘောပါ။ဆန်ရှင်ဒီပါတီကသူတို့ကိုပီဇာလုံးနည်း15မိနစ်မိနစ်20လောက်တင်ပြပေးခဲ့ပါတယ်။ရေကိုနေအောင်ထဲမှာအကိုဖြစ်သူတွန်ကရေတက်မှာတာဝန်ထမ်းဆောင်ရောင်းကနေပြန်လာတာဖြစ်ပြီးပြည်သူ့ကပညာရှင်ဖြစ်ဖို့ရည်မှန်းချက်အတွက်မီချီဂန်တက္ကသိုလ်မှာကျောင်းအဖို့စီစဉ်နေသူပါ။ညီဖြစ်သူ James Monaghan ကတော့စာပို့သမားလုပ်ပြီးလာစားနေရပါတယ်။သူတို့ကပီဇာဆိုင်ကိုပို့ဝင်တဲ့သဘောမျိုးရွေခဲ့တာပါ။ ပီဇာမှုဘောင်ဇာကိုဘီကတဲကလေးဂျီပဲဝယ်လိုက်ပါတယ်။ဒါပေမဲ့ပီဇာဆိုင်လုပ်ငန်းကသူတို့ထင်တာထက်အများကြီးပိုကပ်ပါတယ်။သူတို့ဆိုင်ချဖို့နဲ့ဒီဇင်ဘာကကောလိပ်ကျောင်းသားတွေစောင်းရသည်အကြောင်းပဲရလည်းဖြစ်နေတော့ရောင်းရတော်နေပါတယ်။လုံးလုံးအောင်နေရာနဲ့ဝင်ဝင်မရဘူး။ပီဇာကိုပေါင်ပစ္စည်းတွေပြောင်းလဲလုပ်ပြီးစူးစမ်းကြည့်ပြီးမှထူးခြားမလာပါဘူး။ပုံမှန်နောက်တစ်ဖက်ရှိတဲ့ James ကပီဇာဆိုင်ကိုတော်စိတ်ပြတ်နေပါပြီ။ရှီလာတဲ့မှာတော့ James ကသူ့ရှယ်ယာတစ်ဝက်ကိုပြန်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ပီဇာပုဖို့ဝယ်ထားတဲ့ boss worker ပီတက်ကကိုသူယူလိုက်ပြီးပီဇာဆိုင်ကို tom ကပိုင်ယူလိုက်ဖို့သဘောတူပါတယ်အဲအသက်23လပဲရှိသေးတဲ့ tom ဟာပီဇာဆိုင်ဆိုင်လုံးကိုဒူးတဲ့ဥဆောင်ရတဲ့အနေနဲ့ပြသွားပါတယ်သူကအိမ်ငါးခါမတက်နိုင်လို့ပီဇာဆိုင်မှုကြောင့်လေးတည်းမှာအိပ်ရပါတယ်ရောင်းမရတဲ့ပီဇာဒူးတွေကိုစားတယ်ပီဇာဖုံးဆက်တွေကိုကျွေးနေဝယ်တယ်တောင်းသူဆိုရင်တော့ဆိတ်ရှုပ်မခံတော့ပဲပီဇာဆိုင်ကိုရတဲ့စင်းနဲ့ထိုးရောက်မှာပါဒါမဲ့တွန်ကရှုံပေးဦးပြပီဇာလုပ်ငန်းကိုသေးသေးလေးလာတယ်။အဲ့ဒီမှာပီဇာပို့ဆောင်မှုပိုင်းကအဓိကတော့ကျဆိုတော့သူတွေ့တယ် ကောလိပ်ကျောင်းသားတွေဆိုင်ဟိုလာမစားခြင်းဘူးအော်ဒါလှမ်းမာတာများတယ်သူတို့ကပူလေးပီဇာလိုချင်တယ်ဒီတော့တမကပို့ဆောင်မှုပိုင်းကိုသေးစားအသေးစိတ်ပြင်ဆင်တယ်ဆိုင်ကနေကောလိပ်ကျောင်းတွေစီပီဇာပို့ဖို့အနည်းဆုံးလဲနေဆွဲတယ်သူကိုယ်တိုင်ပို့တယ်ပီဇာကိုဒီပြိုးတွေပဲထုတ်ပြီးစက်ကြီးစက်သေးနဲ့ဟုတ်ခွဲလိုက်တယ်ပီဇာပုံကိုပုံစံပြောင်းတယ်ပီဇာချက်မများထည့်နိုင်ဖို့ဥတက်ကိုထိန်းထားနိုင်ဖို့ပြီးမိတဲ့အခါမှာလည်းပီဇာတွေပုံမပြည့်စေဖို့ခိုင်ခန့်တဲ့ဂရုပုံတွေကိုတုံးတယ်သူဆိုင်ကပီဇာမှန်ရင်မြန်လဲမြန်နဲ့ရောက်လာရင်လည်းပုံလေးလေးစားလို့ကောင်းတဲ့တဲ့တင်းက ကောလိပ်မှာပြန်သွားပြီးတုံမြက်ဆိုင်လေးကရောင်းအားရန်တက်လာပါတယ်1965မှာတော့တုံဟာနောက်ထပ်ဆန်ပွဲနှစ်ခွဲဖွင့်လိုက်ပါတယ်သူကပီဇာလုပ်ငန်းကိုလိုင်စင်ရအောင်လုပ်တယ်ဒါပေမဲ့မူလပါရှင်ကဒေါမီနစ်ဆိုတဲ့နာမည်ကိုမူပိုင်ခွင့်ရထားတော့တော်ခတ်တွေ့ပါတယ်ဒါနဲ့နာမည်စဉ်းစားလိုက်ကသူရဲ့ပစ္စည်းပို့ဆောင်သူကဒိုမီနိုဆိုတဲ့နာမည်ကိုရေးပေးခဲ့ပါတယ်နာမည်ကခေါ်ရလွယ်သူမှကလည်းလွယ်တော့ဒီနာမည်သုံးဖို့ဖြစ်လာပါတယ်ဆိုင်ဝဲဒီဇိုင်းကြီးကိုပေါ်စားပြတဲ့အနေနဲ့ဒိုမီနိုအချက်မှာအဆက်30ထည့်သွင်းတဲ့လိုကိုရေးဆွဲပါတယ်။ဆိုင်30ဆိုင်ပေါ့ သူကဆိုင်ခွဲသစ်ထပ်ဖွင့်နိုင်ဆယ်လီတစ်ဆက်စီတိုးဖို့ရည်ရွယ်ပေမဲ့နောက်ပိုင်းမှာသူ့လုပ်ငန်းကအဆမ်းလန်ကြီးထွားအောင်မြင်လာပြီးလူကိုပြင်ဆင်ဖို့တော့ရည်ရွယ်ချက်ကိုဆွံ့လုပ်ခဲ့ပါတယ်။တုံကပီဇာမာယူစားတော့မှအကောင့်နဲ့ကောလိပ်ကျော်ရှိရာမျိုးတွေဒေသတွေမှာဆိုင်ခွဲတွေတိုးချဲ့တယ်။လုပ်ငန်းကြီးရဲ့တိုးချဲ့ခဲ့တဲ့တုံဟာ1980ပြည့်နှစ်ရောက်မှတော့ကျွေးမြူအမေရိကန်ဒေါ်လာတစ်သန်းခွဲလောက်တင်သွားတယ်။မဆန်သမျှအလုံးဒီပါဆောင်းဆောင်မဲ့အနေထားနဲ့ကျုံလာတယ်။သူဟာဒေဝါလီခံရမဲ့ခြေတွေကိုရှောင်လဲဖို့အတွက်ဒိုမီနိုပီဇာကုမ္ပဏီကိုဒေသခံစီးပွားသမားတယောက်ကိုလွှဲလွှဲပေးခဲ့ရတယ်။ ဒါပေမဲ့တော့တနေ့အတွင်းလမ်းကြောင်းမှပေါ်ရောက်ခဲ့ပြီးပြန်လဲတက်မှတ်နိုင်ခဲ့တဲ့အတွက်ကုမ္ပဏီကိုပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ထောင်ကွာ98မှာတော့တမကစီးပွားလုပ်ငန်းကလည်းအားယူဖို့ဆုံးဖြတ်လိုက်ပြီးကုမ္ပဏီရဲ့ share 93%ကို Brigand Dollar 1 Billion နဲ့ရောင်းလိုက်ပါတယ်။အခုခေတ်အတွက်တော့ Billion 30လောက်တမှုရှိပါတယ်။ညီဖြစ်သူ James Tan က Volkswagen Cars နဲ့အလဲထက်လုပ်ခဲ့တဲ့ share 50%ကနေဒေါ်လာ3,500အထိတန်းကျရှိခဲ့ပြီး James Tan ကတော့ဆိုရှယ်ဝုတ်ကြီးမှခဲ့တဲ့ PUG ဖြစ်ခဲ့ပါလိမ့်။